ီနေ့ကတော့ကျွန်တော်တို့ network ဘိုင်းပေါ့နော် network ဘိုင်းအကြောင်းပြောမယ်ဆိုလို့ရှင်တော့ network ဘိုင်းကအရင်ကျယ်တယ်နော် network ဘိုင်းအရင်ကျယ်တဲ့အတွက်ကျွန်တော်တို့အကုန်လုံးပြောနေမယ်ဆိုလို့ရှင်တော့နော် network ဘိုင်းမှာအများကြီးပဲပြောရတဲ့အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရှုပ်သေးကုန်မှာဆိုလို့နော်ရှုပ်သေးကုန်မှာဆိုတော့ကျွန်တော်တို့နော်ကျွန်တော်တို့ပြင်တဲ့အပိုင်းမှာပေါ့နော်ကျွန်တော်တို့စာပဲလုံးမဲ့အပိုင်းမှာစာပဲတမားတဲ့အတွက်ရှင်းကြည့်တဲ့အပိုင်းလောက်ပဲကျွန်တော်အဓိကထားပြီးတော့ပြောသားမယ်နော်ကြံတဲ့အပိုင်းတွေကတော့တကယ်လို့ เนาะကျွန်တော်ပြောရတဲ့အထက်မှာမပါတာပါညာရှိလို့ရှင်လဲကျွန်တော်ဦးเนาะတက်တက်မေးခြင်းလဲမေးလို့ရတယ်ကျွန်တော်ကတော့ဒီမှာအရေးကြီးတဲ့ဘိုင်းနေပဲရွေးပြီးတော့ပြောသွားမယ်เนาะမှတ်စရာတွေတအားများွားလို့ရှင်เนาะကျွန်တော်တို့အလုပ်လုပ်တဲ့အချိန်မှာเนาะဒီအရေးကြီးတဲ့ဘိုင်းတွေကိုเนาะတေချာနားမလည်မှာဆိုလို့เนาะကျွန်တော်ကတော့ဒီမှာအရေးကြီးတဲ့ဘိုင်းလေးတွေပဲရွေးပြီးတော့ပြောပြသွားမယ်เนาะဒီမှာဆိုလို့ရှင်เนาะကျွန်တော်ဒီမှာပြထားတဲ့ချက်ကြည့်လိုက်ပါဘောเนาะအဲစီ ကျွန်တော်အခုနော် network ဘိုင်းလည်းဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်ထုတ်ထားတယ်နော်ဟိုလေး note ကလေးတွေရှိရယ်နော်ဒီ note ကလေးတွေတိုင်းကျွန်တော်ပြောပြပါမယ်နော် number 1မှာဆိုလို့ရှိရင်နော် IC ကျွန်တော် mix up ပြင်မယ်ပေါ့နော် IC တွေသုံးထားတဲ့ IC လေးတွေနော်ကွယ်ကုံဆိုရင်ကွယ်ကုံပေါ့နော် MDK နော်ပြီးတော့ SPD နော်ပြီးတော့ကျွန်တော် high silicon နော်အဲ့လို IC လေးတွေကျွန်တော် mix up ပြပါမယ်နော်ပြီးလို့ရှိရင် IC တစ်လုံးချင်းရဲ့အလုပ်လုပ်ပုံပေါ့နော် IC တစ်လုံးချင်းရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ကျွန်တော်ကတော့ဒီမှာအဓိကအဖြစ်နော်ကျွန်တော် MDK နဲ့ကွယ်ကုံပေါ့နော် ကျွန်တော်တို့ဖုန်းတွေမှာဆိုလို့ရှိရင်80ရာခိုင်နှုန်းเนาะအသုံးများတယ် MDK နဲ့ကွယ်ကွန်ဖုန်းတွေရဲ့အလုပ်လုပ်ပုံကိုကျွန်တော်အဓိကထားပြီးတော့ပြောပြသွားမယ်เนาะကျန်တဲ့ IC တွေကြောင်းတော့ကျွန်တော်အကြမ်းမြင့်တော့ပြောပြပါမယ်ဒါပေမဲ့เนาะ IC တွေကတော့ပုံစံလေးနည်းနည်းကွဲသွားတာပဲရှိရယ်เนาะ IC တွေအလုပ်လုပ်ပုံကအတူတူပဲเนาะအတူတူပဲ SPD ပဲလာလာเนาะ high silicon ပဲလာလာကျွန်တော် MDK ပဲလာလာကွယ်ကွန်ပဲလာလာ သူ့ရဲ့ IC လေးတွေနံပါတ်ကလေးတွေเนาะ IC ပုံစံလေးတွေเนาะ IC ထားသွားတဲ့ပုံစံလေးတွေနည်းနည်းပြောင်းရတာပဲရှိတယ်เนาะဒါပေမဲ့ IC တွေရဲ့အလုပ်လုပ်ပုံကတော့ကျွန်တော်တို့ပြောင်းလို့မရဘူးเนาะပြောင်းလို့မရဘူး IC ကတော့เนาะသူကြီး 4G IC ကသူကြီး 4G IC လုံးပါပဲเนาะ WDR နေနဲ့ခေါ်တယ်เนาะ transceiver IC ပေါ့เนาะ transceiver IC ဆိုလဲ transceiver IC လုံးလုံးပါပဲเนาะကျွန်တော် antenna switch IC เนาะ antenna switch IC ဆိုလဲ antenna switch IC ရဲ့အလုပ်ကိုလုံးပါပဲเนาะအဲ့တော့ကျွန်တော်တို့ကဘာ model နဲ့လာလားဘာ brand နဲ့လာလားเนาะဘာ IC နဲ့လာလား ကျွန်တော်တို့ကတိတ်တော့မထူเนาะအကုန်လုံးကเนาะအတူတူပဲเนาะအလုံးလုံးပုံကြီးကအတူတူပဲ IC တလုံးချင်းရဲ့เนาะအခြေခံအလုံးလုံးပုံကိုတည်ထားမှာဆိုလို့ရှိရင်เนาะပြီးတော့နောက်ဝက်ပိုင်းအလုံးလုံးပုံเนาะအဲ့လိုမျိုးတွေเนาะတည်ထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာ brand လာလာဘာ model လာလာเนาะဘာနောက် IC ကဘာ IC တွေမှာလာလာเนาะကျွန်တော်တို့ကြောက်စရာမလိုပါဘူးเนาะเนาะဒီမှာဆိုလို့ရှိရင်တော့เนาะကျွန်တော်နံပါတ်1เนาะ IC မိတ်ဆက်ပေးမယ်เนาะပြီးတော့เนาะ IC တလုံးချင်းရဲ့အလုံးလုံးပုံကိုကျွန်တော်ပြောပေးမယ်เนาะပြီးတော့ နောက်ဝက်ပိုင်းအလုပ်လုပ်ပုံနော်နောက်ဝက်ပိုင်းအလုပ်လုပ်ပုံကတော့အရေးကြီးတယ်နော်နောက်ဝက်ပိုင်းကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကျွန်တော်ဒီမှာရှင်းပြပေးမယ်နော်ပြီးတော့နောက်ဝက် IC တွေအချင်းချင်းချိတ်ဆက်ထားတဲ့လမ်းကြောင်းလေးတွေရှင်းမယ်နော်နောက်ပြီးတော့ပေးသွင်းထားတဲ့ဘိုးနဲ့ data လမ်းကြောင်းတွေအကြောင်းပြောပေးမယ်နော်ဒါတွေကအရေးကြီးတယ်နော်ပေးသွင်းထားတဲ့ဘိုးနဲ့ data လမ်းကြောင်းတွေက IC တွေမှာ IC တစ်လုံးအလုပ်လုပ်ဖို့ဆိုလို့ရှင် IC ကိုပေးသွင်းထားတဲ့ပေးသွင်းဖို့နဲ့နော်ပေးသွင်းထားတဲ့ data လမ်းကြောင်းတွေနော်အဝင်ရှိနေရမယ်အဲ့ဒီလမ်းကြောင်းတွေအဝင်ရှိနေမှာ IC ကအလုပ်လုပ်မှာနော် ကျွန်တော်တို့အဓိကเนาะအရေးကြီးတဲ့အချက်ကအရေးကြီးတဲ့အကြောင်းအရာကအဲ့ဒါပဲเนาะ IC တဲ့ကိုပေးသွင်းထားတဲ့ဘူးနဲ့ data လမ်းကြောင်းတွေเนาะအဲ့ဒါတွေကိုကျွန်တော်တို့စုံမစုံဆက်ရမယ်ပြီးတော့နောက်ပြီးတော့ကျွန်တော် error တွေပေါ့เนาะ error တွေဆိုတာတော့ဒီ network ဘက်မှာဖြစ်တတ်တဲ့ error တွေပေါ့เนาะအဲ့ error တွေကိုကျွန်တော်เนาะဖြစ်တတ်တဲ့ error တွေအကြောင်းကိုပြောပြမယ်ပေါ့เนาะပြီးတော့เนาะ software လား hardware လားကျွန်တော်တို့ခွဲမယ်เนาะဒေါ်လာလားခွဲမယ်ပြီးရင် software လား hardware လားခွဲပြီးွားလို့ရှိရင်ကျွန်တော်တို့ကတော့ hardware သမားဆိုတော့เนาะ hardware သမားဆိုတော့ ော်ဆော့ဝဲပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့နဲ့မဆိုင်ဘူးပေါ့နော်ကျွန်တော်နဲ့မဆိုင်တော့ကျွန်တော်တို့ကဆက်မလုပ်တော့ဘူးပေါ့နော်ဆော့ဝဲကဒီမှာလဲကျွန်တော်ဆော့ဝဲအကြောင်းမပါဘူးနော်ဒါမဲ့ဆော့ဝဲလဲဟာဝဲလာခွဲပြီးွားလို့ရှိရင်ခွဲဘလို့ခွဲရမယ်ဆိုတော့ကျွန်တော်ဒီမှာရှင်းပြပေးမယ်နော်ပြီးတော့ခွဲပြီးွားလို့ရှိရင်နော်နော်ခြောက်ဝဲလို့ယူစားပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆက်လုပ်ပြီလေနော်အဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ error တွေဆက်ရတော့မယ်နော်ဘာဖြစ်တာလဲဆိုတော့ error ကျွန်တော်တို့ဆက်မယ်ပြီးတော့ကျွန်တော်တို့နော်လမ်းကြောင်းလိုက်မယ်ပြည့်ချက်ရှာမယ်နော်လမ်းကြောင်းလိုက်မယ်ပြည့်ချက်ရှာမယ် နော်ဒါကတော့ကျွန်တော်တို့ရဲ့နော်အဓိကအပိုင်းပဲနော်ကျွန်တော်တို့လောက်ရမယ်အဓိကအပိုင်းပဲလမ်းကြောင်းတွေလိုက်မယ်ပြည့်ချက်တွေရှာမယ်နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ပြင်မယ်ပေါ့နော်လမ်းကြောင်းလိုက်လို့ပြည့်ချက်ရှာလိုက်လို့နော်ကျွန်တော်တို့ကပြည့်ချက်ကိုတွေ့သွားပြီဆိုလို့ရှိရင်ပြင်တာကတော့နော်ဘာမှအခိုင်အင်းတဲ့အပိုင်းမဟုတ်တော့ဘူးနော်ဒါကတော့ကျွန်တော်တို့ IC လဲရမှာလားနော်ဘာဖြစ်တာလဲလမ်းကြောင်းပြတ်တာလားနော်ကွန်ပိုနန့်တွေပြတ်တာလားကျွန်တော်တို့နော်ဒါပြည့်ချက်ရှာတဲ့အပိုင်းပြည့်ချက်ရှာတဲ့အပိုင်းကိုကျွန်တော်တို့နော်တေးချာချာရှာနိုင်လို့ရသွားပြီဆိုလို့ရှိရင်နော်ပြင်တဲ့အပိုင်းကတော့ကျွန်တော်တို့အတွက်သိပြီးတော့နော် အဲ့ဒါတကယ်ပိုင်းမဟုတ်တော့ဘူးပေါ့နော်အခုတော့ရှိတာပေါ့နော်ကျွန်တော်တို့ကအန်စီလေးလဲမဲ့ပါညာဆိုလို့ရှိရင်နော်လက်စကေးကောင်းဖို့လိုတာပေါ့နော်လက်စကေးကောင်းဖို့ကတော့ဒါကတော့လက်စကေးကကိုယ်တိုင်ကျင့်ရမှာနော်လက်စကေးကောင်းဖို့အတွက်ကတော့ကိုယ့်ဘက်ကိုလေ့ကျင့်ရမှာကျွန်တော်ကတော့နော်လက်စကေးပိုင်းနဲ့ပတ်သက်လို့ရှိရင်နော်ကျွန်တော်ဒီပိတ်ဂရုမှာကျွန်တော်၄စနစ်ပိုင်းနဲ့နော်၄စနစ်ပိုင်းနဲ့ကျွန်တော်အရေးကြီးတဲ့အပိုင်းလေးတွေကျွန်တော်ပြောထားပေးမယ်နော်ဒါပေမဲ့ဘယ်တော့ပဲနော်ကျွန်တော်တို့ဘက်က၄စနစ်ပိုင်းနဲ့ပြောနေပါသေးနော်ဒီဟိုကဖြစ်တဲ့လူဘက်ကနော်လေ့လာတဲ့လူဘက်ကနော် ိုယ်တိုင်မလေ့ကျင့်လို့ရှိရင်တော့ let's give by ဟာကြားမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ let's give by နော်ဒီမှာတော့ကျွန်တော်ကနော် let's give by ယာပြီးသားလူတွေကိုအဓိကထားပြီးတော့ကြည်ရပြီးပြောတာပေါ့နော် let's give by မရသေးဘူးဆိုလို့ရှိရင်တော့ဟိုဒါလိုကိုယ့်ကိုလစ်ကျင့်ပေါ့နော်လစ်ကျင့်ပေါ့ကျွန်တော်နောက်ပိုင်းမှာကျွန်တော် listening ဘိုင်းလေးတွေ let's give by တွေ listening ဘိုင်းလေးတွေတင်ပေးမယ်နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နော် network ဘိုင်းလေးကိုစလိုက်မယ်နော် network ဘိုင်းမှာကျွန်တော်တို့ပထမဆုံး IC လေးတွေကိုစပြီးတော့ကျွန်တော်မိတ်ဆက်ပေးမယ်เนาะ IC လေးတွေမိတ်ဆက်ပေးမယ်ဆိုလို့ရှိရင်တော့အရင်ဆုံးကျွန်တော် ကွယ်ကွန်ပေါ့နော်ကွယ်ကွန် IC လေးတွေကိုအရင်စပြီးတော့မိတ်ဆက်ပေးမယ်နော်ကွယ်ကွန်ကွယ်ကွန် network ပိုင်းမှာဆိုလို့ရှိရင်နော်နော်ဒီကောင်က WDR တွေနော်ကွယ်ကွန်မှာဆိုလို့ရှိရင် WDR တွေတုံထားတယ်နော်ဒီကောင်ဆိုလို့ရှိရင်တော့ဒါ WDR 2975ပေါ့နော်2975ကျွန်တော်တို့ဒီကွယ်ကွန် network ပိုင်းမှာတော့အသုံးများတဲ့ IC ပေါ့နော် WDR 2975 WDR 2975ရှင်းမလား အဲကွယ်ကွန်မှာလည်းနော် WDR 2 night spike ပဲရှိရလားဆိုတော့လည်းမဟုတ်ဘူးနော်ကွယ်ကွန်မှာဆိုလို့ရှိရင်တခြား IC တွေတခြား WDR တွေရှိသေးရယ်နော် W အသုံးများတဲ့ WDR တွေဆိုလို့ရှိရင်နော် WDR 2 night spike နော်ဒီကောင်လေးရှိမယ်ပြီးတော့ WDR 3 night 25ရှိမယ်နော်ပြီးတော့ကျွန်တော် SDR 660ရှိမယ်နော်ဒါတွေကကျွန်တော်တို့ကွယ်ကွန်တွေမှာအသုံးများတဲ့ IC တွေပေါ့နော်တကယ်တမ်းတော့ IC နံပါတ်တွေကဘာနဲ့ပဲလာလာနော် ကျွန်တော်တို့ကမတွေ့ဘူးတဲ့ IC တွေเนาะကျွန်တော်တို့နည်းနည်းကျွန်တော်တို့နဲ့စိမ့်တဲ့ IC တွေလာလို့ရှိရင်ကြောက်တတ်ကြရတယ်เนาะစားပဲသမားတွေကဒါပေမဲ့မှန်တယ်ကတော့ IC ကသူကသူဘာ IC နဲ့ပဲလာလာကျွန်တော်တို့ကြောက်စရာမလိုဘူးเนาะကျွန်တော်တို့သိထားမှာ DIC ကဘာ IC လဲ DIC ကဘာလုံးလုံးလဲเนาะအဲ့ဒါကိုကျွန်တော်တို့သေချာသိထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကเนาะဘာ IC လာလာဘာ IC ပဲလာလာเนาะဘာနဲ့ဘလိုနံပါတ်နဲ့ပဲလာလာကျွန်တော်တို့ကကြောက်စရာမရှိဘူးเนาะအဓိကကျွန်တော်တို့ IC တွေကလုံးလုံးပုံကိုကျွန်တော်တို့သိရမယ်အဲ့ဒါကြောင့်ကျွန်တော်က ဒီမှာ ICD ရဲ့အလုပ်လုပ်ပုံကိုကျွန်တော် ICD တလုံးချင်းရဲ့အလုပ်လုပ်ပုံလေးကိုကျွန်တော်အရင်ဆုံးเนาะရှင်းပြပေးမယ်။နောက်သလိုရှင်ဒါ WTR ပေါ့နော် WTR ဆိုတာကတော့သူက PA ပဲเนาะ PA ပဲဒါပေမဲ့သူကเนาะသူ့ဘယ်လိုပါခေါ်လဲဆိုတော့เนาะ transceiver เนาะ transceiver PA လို့ခေါ်တယ် transceiver PA ဆိုတာ transceiver IC ပေါ့နော် transceiver IC ဆိုတာเนาะသူက transmit เนาะ transmit เนาะထုတ်လွှင့်တာရောပြီးတော့ receive လက်ခံတာရောနှစ်ခုသလုံးကိုသူလုံနိုင်တဲ့အတွက်သူ့ transceiver เนาะ IC လို့ပေါင်းပြီးတော့ခေါ်လိုက်တာเนาะသူ့ရဲ့လုံဆောင်ချက်ကသူက transmit เนาะ transmit ပိုင်းเนาะ TA ပိုင်းเนาะ TA ပိုင်း TA ပိုင်းလည်းလုံနိုင်တယ်ပြီးတော့ receipt ဆိုရဲเนาะ RA ပိုင်းเนาะလက်ခံတဲ့ပိုင်း RA ပိုင်းလည်းလုံနိုင်တယ်အဲ့ဒါကြောင့်သူ့ကိုเนาะ transceiver IC လို့ခေါ်တယ်เนาะသူလည်း PA ပါပဲเนาะ PA တစ်လုံးပဲပြီးတော့ကျွန်တော်ဒီမှာနောက်တဲ့ internal switch ic လို့နော်ကျွန်တော်တို့ခေါ်တဲ့နော် internal switch ic ပေါ့နော် internal switch ic လို့ဘာလို့ခေါ်လဲဆိုရင်နော်သူကကျွန်တော်တို့နော် main internal လမ်းကြောင်းအောင်နေပြီးတော့နော် internal လမ်းကြောင်းဒီကောင်လေးရဲ့ဒါ internal လမ်းကြောင်းဒီကောင်လေးမှလာပြီးကျိုးလာတက်မှာနော် internal လမ်းကြောင်းအောင်နေပြီးတော့နော်အဓိကပေါ့နော် internal ဘုံရဲ့နော်ကြီးပြားလေးရနေပြီးတော့နော် line ဖမ်းမဲ့ကြီးပြားလေးရ line ဖမ်းမဲ့ internal ကျိုးအောင်နေမှာတစ်ဆင်နော်ဒီ socket ထဲကိုလာဝင်ပြီးတော့ဒီကနေမှာတစ်ဆင်ဒါ main internal လမ်းကြောင်းပေါ့ဒီလမ်းကြောင်းအောင်နော်ဒီလမ်းကြောင်း main internal လမ်းကြောင်း main internal လမ်းကြောင်းအောင်နေမှာတစ်ဆင် နော်ဒီထက်ကိုနော် international IC တွေကိုဝင်ထားမယ်ပေါ့နော်အဲဒါကြောင့် DIC ကို international IC လို့သုံးတယ်အမှန်တကယ်တော့ तू ကဘာလဲဆိုတော့ RF IC ပေါ့နော် radio frequency IC ပေါ့ပြီးတော့ तू ကို 2G IC လို့လည်းခေါ်ရယ်နော်ဘလို့ပဲခေါ်ခေါ်နော် IC တွေရဲ့ခေါ်ခေါ်ကကျွန်တော်တို့အတွက်အရေးမကြီးပါဘူးနော်ကျွန်တော်တို့အရေးကြီးတာက DIC ကဘာအလုပ်လုပ်လဲဆိုတာကကျွန်တော်တို့အတွက်အရေးကြီးရယ်နော်ဒီကောင်ကတော့ကျွန်တော်ကတော့ဒီမှာ DIC ကို International IC လို့ပဲခေါ်လိုက်မယ်เนาะဘာဖြစ်လို့လဲဆိုတော့ तू อ่ะเนาะ အင်တာနက်လမ်းကြောင်းနဲ့ပြီးတော့လာတဲ့အဓိက main အင်တာနက်လမ်းကြောင်းက DIC တဲ့ကိုဝင်ထားတာမလို့เนาะကျွန်တော်အင်တာနက်ဆွေး IC လို့တုံးလိုက်တာပေါ့เนาะဒီကောင်ဆိုလို့ရှိရင်တော့ तू อ่ะเนาะခွန်ခွန်46เนาะ3တက်ပေါ့เนาะ IC တုံးထားတယ်ဒါပေမဲ့เนาะ IC တွေကတော့เนาะဘလို IC ပဲတုံးထားတုံးထားเนาะဆိုတော့ကျွန်တော်ပြောသလိုပဲเนาะ IC ရဲ့အလုပ်လုပ်ပုံကပဲအရေးကြီးတာပါเนาะ IC ကတော့ဘလို number တွေပဲလာလာဘလို့ပုံစံနေနဲ့ပဲလာလာเนาะဘာဘာဘာ model အနေနဲ့ပဲလာလာเนาะ तू က high နဲ့ပဲလာလာเนาะ MDK နဲ့ပဲလာလားကွက်ကွန်နဲ့ပဲလာလားเนาะစပတ်ထရန်နဲ့ပဲလာလား IC ရဲ့เนาะတနာဆွေ IC ရဲ့အလုံးလုံးပေါ်တနာဆွေ IC ရဲ့အလုံးလုံးပုံနဲ့ခွဲထက်သွားလို့မရပါဘူးเนาะဒီကောင်အတနာဆွေ IC ဆိုလို့ရှိရင်ဒီကောင်ကတော့เนาะသူ RF လို့လည်းခေါ်တယ်သူက Radio Frequency IC ပေါ့เนาะသူကတော့အဓိကသူကဘာလို့လုပ်ပေးမှလဲဆိုတော့သူက main antenna ဆွေလမ်းကြောင်းနေပြီးတော့เนาะဝင်လာတဲ့เนาะ radio frequency တွေเนาะကျွန်တော်တို့တိုင်ရနေပြီးတော့เนาะဖုန်းကနေပြီးတော့ တာဝါတန်ကထုံးလင်းလိုက်တာကိုဖုန်းကနေဖမ်းမယ်ဖမ်းပြီးတော့ဒုံအင်တာနာဂျိုးကနေမှတဆင်ဒီမင်းအင်တာနာလမ်းကြောင်းကနေပြီးတော့ကျွန်တော်တို့အင်တာနာဆွေးအိုင်စီတဲကိုဝင်ထားမယ်အဲ့ဝင်လာတဲ့ကောင်တွေကအဲ့ဒါကနော်ရေဒီယိုဖရီကွန်စီဆိုတဲ့နော်ရေဒီယိုဖရီကွန်စီဆိုတဲ့နော် signal line တွေအဲ့ရေဒီယိုဖရီကွန်စီတွေကိုနော်ဒီကောင်က DIC ကနော်ပထမဆုံးစပြီးတော့လက်ခံမှာအဲ့ကြောင့်သူ့ကိုရေဒီယိုဖရီကွန်စီ IC လို့ခေါ်တယ်နော်သူကဝင်လာတဲ့ radio frequency line တွေကိုเนาะရောထွေးနေတဲ့เนาะစုပ်ထွေးနေတဲ့ radio frequency line တွေကို ် IC ကစစ်ထုံမယ်နော်စစ်ထုံမယ်သူ့ကိုတတ်မှတ်ပေးထားတဲ့နော် line အလျားနဲ့သူ့ကိုတတ်မှတ်ပေးထားတဲ့ဂျိန်နှုံးပါတဲ့ line ကိုသူကစစ်ပြီးတော့ယူလိုက်မယ်ယူပြီးတော့သူကနေမှတဆင်သူကရိကြီးဖိုးကြီး PAC ကိုပို့လိုက်မယ်နော်သူက line တွေကိုစစ်မယ်စစ်ပြီးတော့စစ်တယ်ဆိုတာတန့်စင်လိုက်တာပေါ့နော်တန့်စင်ပြီးတဲ့ line တွေကို 3G 4G IC ကိုပို့လိုက်မယ်နော်ဒါကသူ့ရဲ့ ပင်မအလုံးเนาะကုသွေးပင်မအလုံးเนาะနောက်တစ်ခုကဟောသူကအင်တာနာဆွင်းနဲ့เนาะအင်တာနာလမ်းကြောင်းနဲ့ဒါရိုက်ဆက်သွယ်ထားတဲ့ကောင်ဖြစ်တဲ့အတွက်เนาะသူကဒီ line နေပေါ့เนาะကျွန်တော်ဖုန်း line ကိုကျွန်တော်တို့เนาะကောင်းကောင်းမွန်မွန်เนาะကောင်းကောင်းမွန်မွန်နဲ့ line တိုင်းเนาะအပြည့်သုံးနိုင်မှုအတွက်ကို DIC ကတာဝန်ယူထားတယ်เนาะပြီးတော့သူကဒူးကြီးဘိုင်းကိုလည်းတာဝန်ယူထားတယ်เนาะကျွန်တော်တို့ဒူးကြီးဆိုတာဖုန်းခေါ်တဲ့ဘိုင်းပေါ့เนาะဖုန်းခေါ်တဲ့ဘိုင်းကိုလည်း ဲ့ကျွန်တော်တို့เนาะမိုင်တဲမှာဆိုရင်တော့ 2G နဲ့ဖုန်းခေါ်တာပေါ့เนาะ channel cut တွေကတော့ 3G နဲ့ဖုန်းခေါ်တာဆိုတော့เนาะ channel cut တွေကတော့เนาะ 2G ပြောင်းနေလဲပြဿနာမရှိဘူးဖုန်းခေါ်လို့ရတာပေါ့เนาะမိုင်တဲဆိုလို့ရှိရင်เนาะ 2G ပြောင်းနေဖုန်းခေါ်လို့ရမှာမဟုတ်ဘူးပေါ့เนาะသူကတော့เนาะ radio frequency တွေကိုเนาะစစ်ထုတ်တန်းစင်ပေးတဲ့အလုပ်ကိုအဓိကလုပ်တယ်ပြီးတော့เนาะကျွန်တော်တို့ဖုန်းတိုင်ကိုကောင်း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 မွန်မွန်တိုင်ပြည့်တက်နိုင်အောင်လို့ DIC ကကူညီပေးတယ်เนาะပြီးတော့ကျွန်တော်နောက်ထပ် IC เนาะတစ်ခုက နော်3 4 4 IC နော်3 4 4 IC လို့ခေါ်ရဲနော်ဒီကောင်ကတော့သူလဲ PA တလုံးပါပဲနော် PA ပဲ PA ဆိုတာ power amplifier နော်သူကတော့3 4 4အတွက်ကိုသူက DIC ကထောက်ပံ့ထားတာမလို့သူ့ကို3 4 4 PA လို့ခေါ်ရဲနော်ဒီကောင်ကတော့သူကဘာလုံးလုံးလဲဆိုလို့ရှင်စစောတော့ကနော် internal switch IC ကနေပြီးတော့တန်းစင်ပြီးတော့ပို့လိုက်တယ် ရေဒီယို frequency line တန်းစင်မီတာရေဒီယို frequency line ကိုเนาะသူက PA ဖြစ်တဲ့အတွက်သူကဆက်ပြီးတော့เนาะလိုအပ်သလိုเนาะလိုအပ်သလိုချက်ထွင်မယ်ချက်ထွင်ပြီးွားလို့ရှိရင်သူချက်ထွင်ထားတဲ့ရေဒီယို frequency line ကိုသူက WDR ကိုဆက်ပြီးတော့ပို့လိုက်မယ်เนาะ WDR ကိုဆက်ပြီးတော့ပို့လိုက်မယ်အဲ့အချိန်မှာသူကဘာနဲ့ပို့လိုက်မလဲဆိုတော့သူပို့လိုက်တာက analog signal အနေနဲ့ဆက်ပြီးတော့ပို့လိုက်မယ်เนาะ analog signal အနေနဲ့ဆက်ပြီးတော့ပို့လိုက်မယ် analog နဲ့ digital အကြောင်းကတော့ကျွန်တော်ပို့တင်ထားရလဲရှိတယ်เนาะ ပြီးတော့ကျွန်တော်ဟိုဟာမှာလည်းကျွန်တော်တင်ထားတယ်เนาะကျွန်တော်ဖရီးတင်ထားတယ်ကျွန်တော်နောက်ဝက်နောက်ဝက်ပိုင်းမှာလည်းကျွန်တော်เนาะနည်း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 ရှင်းပြပေးထားတာရှိတယ်เนาะဒီမှာတော့ကျွန်တော် under lock နဲ့ digital အကြောင်းကိုကျွန်တော်ထည့်ပြီးတော့မပြောတော့ဘူးเนาะဒီမှာကျွန်တော်နောက်ဝက်ပိုင်းမှာပြောမှာဆိုတော့เนาะမလိုဘဲနဲ့ရှုပ်သေးပုံမှာတို့လို့เนาะအဲ့တော့ 3G 4G ပြည်ကเนาะသူကလိုအပ်တယ်လို့ချက်ထွင်ပြီးတော့သူ့စီရနေပြီးတော့เนาะသူချက်ထွင်ပြီးသားเนาะ under lock signal တွေကိုသူက WDRC ကိုပို့လိုက်မယ်เนาะ WDRC ကိုပို့လိုက်မယ် WDR ကသူ့ပို့လိုက်တဲ့ analog signal တွေကို WDR ကလက်ခံရပြီဆိုလို့ရှိရင်နော် WDR ကဒီ analog signal တွေကိုနော်သူကသူဆက်ပြီးတော့ WDR ကဆက်ပြီးပို့ရမှာကသူက CPU ကိုဆက်ပြီးတော့ပို့ရမှာနော်ဆက်ပြီးပို့အောင်ဖြစ်တဲ့အတွက်သူက analog signal တွေကိုသူကနော်ဒီတိုင်းပို့လို့မရဘူးနော် WDR sorry CPU က analog signal ကိုနားမလဲဘူးเนาะနားမလဲတော့ CPU နားလဲတဲ့ signal ဖြစ်တယ်ကျွန်တော်တို့ digital signal ကိုပြောင်းပြီးတော့ digital signal အနေနဲ့ CPU ကိုပို့ရမှာเนาะအဲ့တော့သူက 2G 4G PAC ကနေပြီးတော့ပို့လာတဲ့ analog signal တွေကိုသူက analog to digital ဆိုပြီးတော့ပြောင်းရမှာเนาะ digital signal ဖြစ်ပြောင်းပြီးတော့မှเนาะ digital signal တွေကို CPU C ကိုသူကဆက်ပြီးတော့ပို့မှာเนาะအဲ့လိုမျိုးအဲ့လိုမျိုးเนาะ DIC တွေကအဲ့လိုမျိုးအလုပ်လုပ်တယ်ပေါ့เนาะကျွန်တော်နောက်တစ်ခါเนาะပြန်ဆက်ပြန်ပြီးတော့ပြောပြမယ်เนาะ internal switch IC ကเนาะသူက main internal line ကြောင့်နဲ့ချိတ်ဆက်ထားတယ် နော်သူစီကိုဝင်လာတယ်နော်မတန့်စင်ရသေးတဲ့ radio frequency line တွေနော်ရောထွေးနေတဲ့ radio frequency line တွေကိုသူကတန့်စင်ပြီးတော့ 3G 4G PSC ကိုဆက်ပြီးတော့ပို့ပေးမယ်သူ့အလုပ်ကဒီတစ်ခုတည်းတော့မဟုတ်ဘူးသူက 2G တိုင်း 2G တိုင်းတက်ဖို့လဲနော်သူကအလုပ်လုပ်ပေးတယ်ပြီးတော့ကျွန်တော်တို့ဖုန်း line ကိုနော်ကျွန်တော် line ကောင်းကောင်းမွန်မွန်နဲ့နော် line တိုင်းအပြစ်နော်၃နိုင်ဖို့လဲ DNC ကကူညီပေးတယ်နော်ပြီးတော့နော် 3G 4G PA နော် 3G 4G PA ကသူကနော် PA ဆိုတော့ 3G 4G ထောက်ပံ့ထားတဲ့ဘီဟိုဟာမလို့ IC မလို့နော်သွေးကြီးဘိုးကြီးပီလို့ခေါ်တာအမှန်တကယ်သူကလည်းပီတလုံးပါပဲနော်သူကတော့အတင်အဆွေ IC ရနေပြီတော့နော်သူ့စီကိုပို့လာတယ်နော်တန့်စင်ပြီးသားရေဒီယို frequency တွေကိုသူကပီပြစ်တဲ့အချိန်မှာသူကလိုအပ်သလိုချက်ထွင်မယ်ချက်ထွင်ပြီးတော့လိုအပ်သလိုချက်ထွင်ပြီးတော့သူကနော်အဲ့ချက်ထွင်ပြီးသားနော်ရေဒီယို frequency line တွေကိုသူက analog signal အနေနဲ့ analog signal အနေနဲ့ သူက WDR ကိုပို့လိုက်မယ်နော် WDR ကိုပို့လိုက်မယ် WDR က 3G 4G ပြပို့လိုက်တဲ့ analog signal တွေကိုလက်ခံပြီးတော့သူက digital signal ပြောင်းရတယ်နော်ပြောင်းပြီးတော့မှ digital signal တွေကို CPU C ကိုပို့တဲ့လို့ကိုသူကလုပ်တယ်နော် WDR အလုပ်ကဒီတစ်ခုပဲလားဆိုတော့နော်ဒီဟာတော့မဟုတ်ဘူးနော် तू ကလည်း PA ပဲ WDR ဆိုတော့ကနော် तू ကလည်းလိုအပ်သလို signal တွေကို तू ကချက်ထွင်နိုင်သေးတယ်နော်ပြီးတော့ तू ကနော် तू ရဲ့နောက်ထပ်အလုပ်တစ်ခုရှိသေးတယ်နော် तू ကဘာလဲဆိုတော့ GPS ပေါ့နော်ဒါတော့ကျွန်တော် Wi-Fi နဲ့ GPS အကြောင်းကြောင်းအထက်ပြောနော် GPS နော်ဘိုင်းက GPS ဘက်ကိုသူက WDR နဲ့ပြီးတော့ထောက်ပံ့သေးတယ်နော်ဒါတော့ကျွန်တော် Wi-Fi Bluetooth GPS အကြောင်းကြောင်းမှာပဲထည့်ပြောတော့ပါမယ်ဒီမှာမပြောတော့ဘူးစုံမှာဆိုတော့နော်ပြီးတော့နော် WDR အဓိကလောက်ကတော့သူက signal တွေပေါ့နော် analog signal တွေကို digital signal ပြောင်းပြီးတော့သူက CPU ဇီကိုပို့ရတာနော်သူက CPU နဲ့နော်အဓိကနော် data ကိုချိတ်ဆက်မှာเนาะနောက်ပြီး CPU ကနေပြီးတော့ပြန်ပို့လာလို့ရှိရင်လည်းသူကအဲ့ကောင်ကို CPU ကပို့လာတဲ့ digital signal ကို ူက analog signal နဲ့ပြောင်းပြီးတော့မှသူက tan နဲ့ IC တွေနဲ့ပြန်ပြီးချိတ်ဆက်ရမယ်။သူကအဲ့လိုဂျာဂန် IC ပေါ့နော် transceiver IC လို့အားကြောင့်သူ့ကိုခေါ်တာနော်။ပြီးတော့နော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ QED ပေါ့နော် QFP လည်းခေါ်တယ် QED လည်းခေါ်တယ်နော် DC to DC လည်းခေါ်တယ်နော်ပြီးတော့ဘာခေါ်သေးလဲဆိုတော့ PA PMU နော် PA PMU လို့လည်းခေါ်တယ်နော် PA ကို power management လို့ဝင်မဲ့ IC မလို့ PA PMU လို့လည်းခေါ်ရနော်ဘယ်လိုပဲခေါ်ခေါ်ပါနော်ကျွန်တော်တို့ဒီမှာ QFP လို့ခေါ်နေကြကျွန်တော်ဖြစ်နေလို့နော်နှုတ်ကြိုးနေလို့ကျွန်တော် QFP လို့ပဲသုံးလိုက်မယ် ူကတော့ UFP ရဲ့အလုပ်ကတော့ तू ကနော် तू ရဲ့အလုပ်ကထွေထူးတော့မရှိပါဘူးနော် तू ကသတိရှိဖို့ကြီးကို तू ကပိုပိုပေးမဲ့ကောင်နော် तू ရှိဖို့ကြီးကိုဒီမှာပွေပြေဖို့ပေါ့နော်ပွေပြေဖို့သတိရှိဖို့ကြီးပြေစီကိုပူပြေဖို့ထုတ်ပေးရမယ်ကောင်နော် तू မရှိလို့ရှင်ဒါမှမဟုတ်လို့ရှင် तू ပြတ်နေခဲ့လို့ရှင်နော်သတိရှိဖို့ကြီးပြေစီကိုကျွန်တော်တို့ပူပြေပေးမဲ့ကောင်မရှိရင်သတိရှိဖို့ကြီးပြေရအလုပ်လုပ်မှာမဟုတ်ဘူးနော် तू ကပေးသွင်းဖို့တွေကတစ်ခုပဲပူပြေဖို့ကလည်းနော်သတိရှိဖို့ကြီးပြေရအတွက်အရေးကြီးတဲ့ဖို့ဖြစ်တယ်နော်အဲဒါကြောင့် เนาะဒီကောင်လေးပြက်လို့ရှင်เนาะဒီကောင်လေးပြက်လို့ရှင်เนาะဒီဒီကောင်လေးပြက်ပြီးဘူပီဖို့မထွက်နိုင်အောင်ဆိုလို့ရှင်เนาะလူကြီးဖိုးကြီးပြည်ရဲ့လဲအလုံးလုံးနိုင်မှာမဟုတ်ဘူးเนาะအဲ့ဒါဆိုလို့ရှင်เนาะကျွန်တော်တို့ network system ကြီးအရက်တန်သွားလိမ့်မယ်เนาะပြီးတော့เนาะနောက်ထပ်ဒါကျွန်တော်เนาะ क्वे ကွန်ပေါ့เนาะ क्वे ကွန်က network က क्वे ကွန် network မှာတုံးထားတယ်เนาะ IC လေးတွေအကြောင်းကိုကျွန်တော်เนาะရှင်းပြပေးတာเนาะပြီးတော့ကျွန်တော် MDK ပေါ့เนาะ MDK IC လေးတွေအကြောင်းနည်းနည်းဆက်ပြီးတော့ပြောမယ်เนาะ ် MDK မှာဆိုလို့ရှိရင်တော့ကျွန်တော် WDR မပါတော့ဘူးเนาะ तू อ่ะเนาะဒီမှာ WDR စာ trans transceiver IC အနေနဲ့เนาะ तू လက်ဒါကောင်လက်ပြည်ပါပဲเนาะ7177เนาะ MV ပေါ့เนาะ7177 MV သုံးထားတယ်เนาะနောက်ပိုင်း model Redmi 9တို့ဘာတို့မှာဆိုလို့ရှိရင်เนาะ7177เนาะ W ဆိုရဲเนาะဒီ site ကနည်းနည်းကြည့်တယ် IC လေးပြောင်းပြီးတော့သုံးလာတယ်ဒါပေမဲ့အတူတူပါပဲเนาะဘယ်လိုပဲသုံးတော့နော် IC ရဲ့အလုပ်လုပ်ပုံကအတူတူပဲဒီကောင်ကသူက WDR ပုံစံမျိုးသူကအလုပ်လုပ်မှာပဲနော်သူကလည်း PA ပဲ ီမှာကျွန်တော် international IC ပါမယ်เนาะစောစော international IC အကြောင်းပြောပြပါမယ်เนาะဒီမှာလဲ trade တူတူမရှိဘူးเนาะ MDK ဖြစ်ပါစေเนาะ Spectrum เนาะ High Silicon ဘာနဲ့ပဲလာလာเนาะ international IC က international IC ရဲ့အလုပ်လုပ်မှာပဲเนาะအတူတူပဲเนาะအဲ့တော့ဒီမှာကျွန်တော် trade တူတူပြောစရာမရှိဘူးဒီမှာ international IC ပါမယ်ပြီးတော့ဒါ 3G 4G ပေးเนาะ 3G 4G ပေးပါမယ်မပြီးတော့ဒါ WDR နဲ့เนาะပုံစံတူပဲသူကเนาะဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် PA လို့ပဲတုံးလိုက်မယ်เนาะသူကတော့ main PA ပေါ့သူက ော်ဒီမှာတော့7177 MOU တုံးထားတယ်နော်အတူတူပဲနော်လှုပ်ဆောင်ချက်တွေကနော်စစောကနော်ကျွန်တော်ပေါ်ပေါ်မှာပြောထားတဲ့လှုပ်ဆောင်ချက်တွေနဲ့အတူတူပဲနော်ဒါထရေထူထူထပ်ပြီးတော့ပြောစရာမရှိဘူးပြီးတော့ဒီကောက်မှာတော့နော် VBA ကိုဟိုစစောကလုံမျိုးသူ့ကိုနော် VBA ဟိုတည်တံ့ကျွေးတဲ့ IC မပါတော့ဘူးနော်ဒီမှာကတော့မပါဘူးသူ့ကိုတော့ power IC ကနေပဲနော် power IC ကနေပဲဟိုလေ เนาะထောက်ပံ့ထားတယ်เนาะဘူ၃လမ်းထောက်ပံ့ထားတယ်ပေးသွင်းဖို့ထောက်ပံ့ထားတယ်အခုကတော့ကျွန်တော်เนาะပေးသွင်းဖို့အကြောင်းပြောမှာမဟုတ်လို့เนาะပေးသွင်းဖို့တွေကနောက်ပိုင်းမှာလာမယ်เนาะကျွန်တော်ပေးသွင်းထားတဲ့ဘူနဲ့เนาะဘူနဲ့ data လမ်းကြောင်းတွေအကြောင်းကเนาะနံပါတ်5ကြာမှာကျွန်တော်လာမယ်เนาะအခုကတော့ကျွန်တော်ဒီမှာ IC လေးတွေမိတ်ဆက်တာပါเนาะဒီလေးတွေမိတ်ဆက်တာเนาะ trade တူတူမရှိဘူးเนาะဆိုတော့ကျွန်တော် WDR အကြောင်းမှာကျွန်တော်အကျဲပြောပြီးပါပြီဒီမှာထပ်ပြီးတော့เนาะအကျဲထပ်မပြောတော့ဘူးเนาะအတူတူပဲမလို့เนาะပြီးတော့ကျွန်တော်တို့ subtrend ပေါ့နော် subtrend နော်နောက်ပိုင်းကျရင်နော် Spectrum ကနော် Unity SoC ဆိုပြီးတော့ပြောင်းတာပဲနော်ဒီမှာ Spectrum IC လေးတွေနော် Spectrum မှာဆိုလဲအဲ့လိုပဲနော်ကျွန်တော်တို့ဒီမှာနော်ဒီကောင်ကနော် PA ပေါ့နော်ဒါ main PA ပေါ့နော် WDR နော်ဒါမို့လို့ရင်ကျွန်တော်7177လုံမျိုးနော် WDR လိုမျိုးသုံးထားတဲ့ IC နော်အလုပ်လုပ်ဆောင်ချက်ကအတူတူပဲပြီးတော့ 3G 4G PA ရှိမယ်ပြီးတော့ဒီကောင်က internal switch IC ရှိမယ်နော်ဒီကောင်မှာတော့ဒါကတော့နော်ဂျာချာဂျင် IC ပါနော်ဒီချာဂျင် IC ကသူ့ နော်ဒီကြာကြာစီရသူနော် VIP လမ်းကြောင်းနော် VIP လမ်းကြောင်းနော် VIP PW ကလမ်းကြောင်းပေါ့နော်ထောက်ပံတာတာ VIP PW ကဒီမှာကြာကြာစီရထောက်ပံမှာနော် VIP ဘို့အနေနဲ့ရတော့နော် VIP ဘို့နော်ဒီကောင် VIP ဘို့ VIP ဘို့အနေနဲ့ရတော့သူကလည်း Power IC ရပဲလာပြီးတော့ထောက်ပံမှာနော် Power IC ရထောက်ပံမှာဒီမှာနော် Power IC ရနေပြီနော်ဒီလမ်းကြောင်းကနေဝင်ပြီးတော့နော်ဒါ VIP ဘို့အနေနဲ့ Power IC ရထောက်ပံထားတယ်အဲ့သူကတော့เนาะကျွန်တော်တို့ကွယ်ကွန်လိုမျိုး JD JD လို IC မပါဘူးပေါ့เนาะ ကျန်တဲ့အပိုင်းတွေကတော့နော် IC ပုံစံလေးတွေပြောင်းသွားမယ်နော် IC နံပါတ်ကလေးတွေနည်းနည်းလွှဲသွားမယ်နော်ဒါပဲရှိရနော်အလုံးလုံးပုံကတော့နော်အတူတူပဲနော်အလုံးလုံးပုံအတူတူပဲကျွန်တော်အားကြောင့်ဒီမှာကျွန်တော် IC တစ်လုံးချင်းဒီအလုံးလုံးပုံနော်ကျွန်တော်စောစောတော့အကျဲပြောထားတာနော်ပြီးတော့နော်ကျွန်တော် high silicon ပေါ့နော် high silicon နော်သူ့ရဲ့ CPU ကတော့ Kirin CPU ဖြစ်သွားပြီပေါ့နော်အရင်ကတော့ high silicon CPU နော်အခုကတော့သူကနော် Kirin CPU ပေါ့နော် နော်ကီဝင်ဒီကောင်ကီဝင်690ပေါ့နော်ဒါဟာဝေးရဲ့ကိုပိုင်ချစ်ဆက်ပေါ့နော်ကီကီဝင် CPU high ဟုတ်စုပဲပေါ့နော်အရင်တော့က high ပေါ့ခုကတော့ကီဝင်လို့နာမည်ပြောင်းတာဒါပေမဲ့နောက်ဝက်ပိုင်းရဲ့ ICD မှာတော့သူက high silicon အနေနဲ့ပဲတုံထားတယ်နော်နောက်ဝက် ICD တော့ high လို့ပဲတတ်ထားတယ်နော်ဒီမှာဆိုလို့ရှိရင်တော့သူကအင်တနာဆွေအန်စီအနေနဲ့เนาะဒါဒါအင်တနာလမ်းကြောင်းကနေဝင်လာတဲ့အန်စီအင်တနာဆွေအန်စီပေါ့เนาะအင်တနာဆွေအန်စီအနေနဲ့တလုံးသုံးထားတယ်ပြီးတော့သူကဒီမှာနောက်ထပ်เนาะ ိုင်းစစ်ပြီးဆက်ပြီးတော့လိုင်းစစ်ပေးမယ်နော်အင်တာနက်ပုံစံမျိုးပဲနော် IC မျိုးဒီမှာတစ်လုံးနောက်ဒီမှာတစ်လုံးနော်ထပ်ပြီးတော့တုံးထားတယ်နော်ထပ်ပြီးတုံးထားတယ်သူ့ဘာသာသူဘယ်နှလုံးမဲ့တုံးထားတုံးထားနော် DIC တွေကနော်ဒါအင်တာနက်ဆွဲကလုပ်ငန်းရယ်နော်ဒူးကြည့်တက်ဖို့လုပ်ငန်းရယ်နော်လိုင်းလိုင်းကောင်းကောင်းမွန်တက်နိုင်အောင်ဝိုင်းပြီးတော့ဖမ်းပေးမယ်လုပ်ငန်းရယ်နော် DIC တွေကလုပ်မယ်ဒီမှာတော့ IC ၃လုံးတက်ထားတယ်နော်အင်တာနက်ဆွဲ IC လို့ပဲကျွန်တော်တုံးလိုက်ပါမယ်နော်အင်တာနက်ဆွဲ IC ပုံစံမျိုးအနေနဲ့ IC ၃လုံးတုံးထားတယ်ပြီးတော့ပုံမှန်တိုက်မယ်เนาะ 3G 4G IC เนาะပါမယ်ပြီးတော့เนาะဒီကောင်ကတော့เนาะကျွန်တော်တို့ WDR တို့လိုမျိုးကျွန်တော်တို့เนาะဟို7177တို့လိုမျိုးဒီကောင်ကတော့ဒါ main PA ပေါ့เนาะ main PA ပေါ့သူကတော့เนาะ၃ဆန်အတိုင်းပဲသူလောက်ရမယ်အလုပ်လုပ်မယ်เนาะ analog တို့ digital เนาะ digital တို့ analog เนาะ CPU နဲ့ချိတ်ဆက်မယ်เนาะဒီကောင်လေးတွေကတော့အနာတာเนาะကျွန်တော်ဒီဟိုဟာကိုထောက်ပတ်မယ်เนาะ w sorry ဒီကောင်ကတော့ဒီမှာ high silicon ပေါ့เนาะ high silicon pa ပေါ့เนาะ dpa ကိုထောက်ပတ်မယ် ic လေးတွေเนาะဖေးရเนาะ IC လေးတွေကတော့ပုံစံပြောင်းသွားမှာเนาะ circuit ကပုံစံပြောင်းသွားမှာเนาะ CPU မတူတော့ဘူးဆိုလို့ရှင်เนาะ CPU မတူတော့ဘူးဆိုလို့ရှင်သူ့ရဲ့เนาะ CPU နဲ့တွဲသုံးထားတဲ့ IC လေးတွေကလည်းပြောင်းသွားတာပဲเนาะ CPU တမျိုးပြောင်းသွားပြီဆိုလို့ရှင် IC လေးတွေကလည်းပြောင်းသွားတာပဲเนาะအဲ့လိုမျိုး CPU နောက်ကိုเนาะ IC เนาะသူနဲ့တွဲဖက်သုံးမဲ့ IC လေးတွေကပုံစံပြောင်းပြီးတော့လိုက်ရတယ်เนาะဒါကကျွန်တော် 4G network တွေเนาะ 4G network မှာသုံးထားတဲ့ IC တွေပေါ့เนาะဖွဲ့ကွန်เนาะ sub sorry MDK subtran ပြီးတော့ နော် high silicon ပေါ့နော်ပြီးတော့ကျွန်တော်ဟိုပါပေါ့နော် 5G နော်နော်အကြောင်းလေးနည်းနည်းနော် 5G and IC လေးနည်းနည်းမိတ်ဆက်ပေးမယ်နော်ဒီကောင်ကတော့နော် K30D နော် K30D 5G ပေါ့နော် 5G network ပြောင်းသွားတယ်เนาะ network ပြောင်းသွားရဆိုရင်မယ်ကျွန်တော်တို့ကเนาะ IC တွေကတော့เนาะဘာမှမထူးကြမလာဘူးเนาะ IC ပုံစံဒီမှာ IC ပုံစံပြောင်းသွားမယ် IC number ပြောင်းသွားမယ်ဒီကောင်ဆိုရင်ဒါ antenna switch IC เนาะ antenna switch ကနေပြီးတော့ direct ချိတ်ဆက်ထားတယ်เนาะ0032နှစ်ပေါ့เนาะ တနာဆွေ IC တနာဆွေ IC ဖြစ်တဲ့အတွက်သူကအင်တနာဆွေ IC အလုပ်ကိုလုပ်မှာပဲเนาะเนาะဆောစောကျွန်တော်အင်တနာဆွေ IC အကြောင်းကိုကျွန်တော်ကွယ်ကွန်မှာအကျေပြောခဲ့ပြီးပါပြီเนาะပြီးတော့ဒီကောင်က 3G 4G IC เนาะ 3G 4G IC ကလည်း 3G 4G IC အလုပ်ကိုလုပ်မှာပဲเนาะ IC ကတော့ခွန်ခွန်3ည40ကိုသုံးတာပဲဒါပေမဲ့เนาะ IC ပုံစံလေးတွေမတူတော့ဘူးเนาะ IC နဲ့ပုံစံတူတူမတူတူ IC နဲ့ပဲတူတူမတူတူเนาะကျွန်တော်တို့က IC ရဲ့အလုပ်လုပ်ပုံကเนาะဖွဲ့ထွက်သွားလို့မရဘူးသူက 5G network ပဲလာလာเนาะနောက်ထပ် 6G network ပဲလာလာ န်စီရဲ့အခြေခံအလုပ်လုပ်ပုံကနေပြီးခွဲထွက်သွားလို့မရဘူးเนาะပြီးလို့ရှင်တို့တို့เนาะဒီမှာဆိုလို့ရှင်တော့ तू က SDR เนาะ665ကိုတုံးထားတယ်เนาะ WDR အစပေါ့เนาะ WDR အနေနဲ့ तू က SDR 665ကိုတုံးထားတယ်เนาะ SDR 665เนาะ तू ကတော့เนาะ तू က WDR အလုပ်လုပ်မယ်เนาะ PA အလုပ်လုပ်မှာပေါ့เนาะ तू ကเนาะ CPU နဲ့ချိတ်ဆက်တဲ့လုပ်ငန်းလုပ်မယ်เนาะ Analog to Digital Digital to Analog เนาะ ုံမယ်ပြီးတော့เนาะဒီမှာထူးခြားတာကတော့เนาะ 5G network ဒီမှာတော့ဒီ SCR 665ထဲမှာ 5G network ကိုပေါင်းထားတယ်เนาะ 5G network ကိုပေါင်းထားတယ် 5G network ကိုပေါင်းထားရဆိုမဲ့ကျွန်တော်တို့စီမှာကတော့ဖုန်းတွေကတော့ 5G ဖုန်းတွေဝင်လာနေပြီဒါပေမဲ့ကျွန်တော်တို့စီမှာကတော့เนาะဘာမရှိဘူးလဲဆိုတော့ကျွန်တော်တို့စီမှာကတော့ 5G network မရှိတဲ့အတွက်เนาะ 5G network တက်လားမတက်လားကျွန်တော်တို့မသိဘူးပေါ့เนาะကျွန်တော်တို့အဲ့ဒါတော့မသိနိုင်ဘူး 5G network တက်တဲ့နေရာမှာဆိုလို့ရှိရင်เนาะ 5G network တက်မတက်တည်မယ်เนาะ DIC ခြုံရင်းနေလို့ရှိရင် 5G network မရဘူးဖြစ်မှာပေါ့เนาะဒါ 3G 4G IC ခြုံရင်းလို့ရှိရင် 3G 4G เนาะမတက်ဘူးဖြစ်မှာပေါ့เนาะ 2G IC ခြုံရင်းလို့ရှိရင် 2G မရဘူးဖြစ်မှာပေါ့เนาะဒါကတော့เนาะ DIC တွေအလုပ်လုပ်ပုံတော့ကျွန်တော်အရင်ပြောပြထားရဲဆိုတာကเนาะ DIC တွေကဘာအလုပ်လုပ်တယ်ဆိုတာကိုသိတော့မှာเนาะဘာအလုပ်လုပ်တော့ဘာအလုပ်လုပ်တယ်ဆိုတာကိုသိတော့မှာ เนาะไอ้ดาตะคู่ตัดลาโลษิยเนาะดีไอ้ดาก็เบย์ไอซีจ้องผิดเลยสรเอาจนเราก็ตันมีตีနိုင်มาเนาะจนเราเนาะฟ้องตะลงอ่ะ 2G เปี่ยวเนี่ยเนาะว่าไมเดซิงเกตเนี่ยฟ้องขอโลไม่อยากจันเนี่ยซิงเกตดิฟ้องขอโลอยากเลยส่วนไอ้ดา 2G เปี่ยวตาเนาะ 2G เปี่ยวเลยสรโลษิยเนาะจนเราก็ 2G ไอซีตั้วกันมาเนาะ 2G ไอซีตั้วกันมาเนาะဖုန်းတလုံးက 2G တော့ရတယ် 3G 4G မရဘူးဆိုလို့ရှင်เนาะဒါ 3G 4G ကိုထောက်ပံ့ထားတဲ့ IC မကောင်းလို့ဒါမှမဟုတ်လို့ရှင် 3G 4G ကိုထောက်ပံ့ထားတဲ့ IC ဘိုင်းမှာ ော်လမ်းကြောင်းပိုင်းနေပြတ်တာတို့ဘာလို့ဖြစ်လို့အဲ့တော့ကျွန်တော်တို့က 3G 4G နဲ့တက်ဆိုင်တဲ့အပိုင်းဝင်နော် 3G 4G IC နဲ့တက်ဆိုင်တဲ့အပိုင်းကပိုင်းဝင်သွားပြီးတော့ဆက်ရမယ်နော်ဒါကကျွန်တော်တို့ကနော်အမြင်နဲ့ခွဲခြားလို့ရတဲ့နော် error တွေပေါ့နော်အမြင်နဲ့ခွဲခြားလို့မရတဲ့ error တွေလည်းအများကြီးရှိပါတယ်เนาะဒါကနောက်ပိုင်းကျွန်တော် error ဘိုင်းမှာလာမယ်เนาะအခုကဒါဥမာအနေနဲ့ကျွန်တော်ပြောတာပါ IC ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တို့တည်ထားဖို့လိုတယ်အဲ့ဒါကအရေးကြီးတယ်เนาะအဲ့ဒါအဲ့လို IC ရဲ့အလုပ်လုပ်ပုံကိုတည်ထားမှာကျွန်တော်တို့က error တစ်ခုတက်လာတဲ့အချိန်မှာเนาะဘယ် IC ကြောင့်ဖြစ်တယ်ဆိုတာကိုအကြမ်းမြင်ကျွန်တော်တို့သိမှာเนาะသိတော့မှကျွန်တော်တို့ IC ကိုတွားပြီးစစ်မှာဆိုတော့ IC ကိုတွားစစ်လိုက်လို့ရှိရင်ကျွန်တော်တို့က error တွေ့မှာပဲเนาะတခုခုချိုးရင်းနေရကျွန်တော်တို့တွေ့ရမှာပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လည်းခုခုเนาะပြစ်ချက်ကိုတွေ့သွားပြီဆိုရင်တော့ကျွန်တော်တို့ပြင်တဲ့ပိုင်းကလွဲကူသွားပြီပေါ့နော်လွဲကူသွား IC လဲရမှာလားလဲလိုက်ပေါ့နော်အဓိကကကျွန်တော်တို့အခက်အခဲဆုံးပိုင်းကနော်လမ်းကြောင်းလိုက်မယ်ပြစ်ချက်ရှာမယ်နော်ပြစ်ချက်ရှာတဲ့ပိုင်းကအခက်အခဲဆုံးအပိုင်းမယ်နော်အဲ့ဒီပိုင်းရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ IC လဲတာပါ냐ဘာမှမဟုတ်ပါဘူးနော် ဒါလူတိုင်းလူတိုင်းလဲနိုင်ပါတယ်စားပြက်သမားတိုင်းလဲနိုင်တယ်เนาะပြည့်စက်ကြတဲ့အပိုင်းမှာဒါเนาะဟိုပါပြလို့เนาะတေးချာချာသဘောမပေါက်လို့နားမလဲလို့ပြည့်စက်ကိုရှာဖို့နည်းနည်းခဲရင်းနေကြတာเนาะအဲကြောင့်ကျွန်တော်ပြည့်စက်ကြတဲ့အပိုင်းကိုကျွန်တော်အဓိကထားပြီးပြောမှာပါเนาะပြည့်စက်ရှာခြင်းနဲ့ဆိုလို့ရှိရင်တော့เนาะအခုကျွန်တော်ပြောပါတယ်เนาะ IC တလုံးချင်းအလုံးလုံးပုံအရင်ဆုံးတည်ထားဖို့တိုးတယ်เนาะ IC တလုံးချင်းအလုံးလုံးပုံကိုတည်ထားမှာเนาะပြည့်စက်ကြတဲ့အပိုင်းမှာเนาะလောလောကူကူကျွန်တော်ပြည့်စက်ရှာနိုင်မှာเนาะကျွန်တော် เนาะဒီမှာကျွန်တော်ပြောခဲ့သူပေါ့เนาะဘယ်နှပါဆုံး IC လေးတွေကိုเนาะကျွန်တော်စပြီးတော့မိတ်ဆက်ပေးရပါเนาะ IC မိတ်ဆက်ပေးရပါဒါစပက်တမားရေဆိုတော့เนาะ IC ရအထွေထူးမိတ်ဆက်ချင်မလို့ပါဦးသိနေပါပြီเนาะပြီးတော့ကျွန်တော် IC เนาะတလုံးချင်းစီရเนาะအလုပ်လုပ်ပုံเนาะ internal suite ကဘယ်လိုအလုပ်လုပ်လဲ WDR ကဘယ်လိုအလုပ်လုပ်လဲเนาะပြီးတော့ 3G 4G IC ကဘယ်လိုအလုပ်လုပ်လဲเนาะ QFP ကဘာအလုပ်လုပ်တာလဲဆိုတာကိုကျွန်တော်ရှေ့မှာပြောပြပါရเนาะပြီးလို့ရှင်ကျွန်တော်เนาะနောက်ဟိုကတော့เนาะဒီဟိုပါ ီဒီယိုကဗီဒီယိုတွေကတအားရှည်နေမှာဆိုတော့เนาะဗီဒီယိုတပိုင်းချင်းစီရောเนาะကျွန်တော် live web ပတ်ဝန်းကျင်လောက်ပေါ့ live web ပတ်ဝန်းကျင်လောက်နဲ့တပိုင်းချင်းစီကျွန်တော်ဖြတ်ပြီးတော့เนาะအပိုင်းပိုင်းလေးနဲ့ဆက်ပြီးတင်ပြီးပါမယ်တအားတင်ရှည်လို့ရှိရင်လည်းဗီဒီယိုကတင်ရတာအဆင်မပြေဘူးတင်လို့မရတာတွေပါတယ်เนาะသူက limit သတ်မှတ်ထားတာတွေပါတယ်ရှိရောเนาะဟိုပါပြလို့เนาะကျွန်တော် live web ပတ်ဝန်းကျင်လောက်ပေါ့เนาะတပိုင်းအောင်ကြည့်ရလူလည်းတအားနော်အချိန်မပေးပြီးတော့နော်တအားရှည်နေလို့ရှိရင်လည်းတချို့ကမကြည့်ရင်ဘူးကြည့်ရတာပြင်းတယ်နော်ကျွန်တော် တစ်ပိုင်းတစ်ပိုင်းချင်းတို့နိုင်ဝက်နိုင်ဝက်လောက်နဲ့ဖြတ်သွားပြီးတော့เนาะဘယ်နှပိုင်းလောက်ပြတ်မလဲတော့မသိဘူးပေါ့เนาะကျွန်တော်အပိုင်းလေးတွေဆက်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 ပြီးတော့တင်ပေးသွားမယ်เนาะခုဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် IC မိတ်ဆက်ပြီးပါပြီเนาะပြီးတော့ IC လုံးချင်းအလုပ်လုပ်ပုံကျွန်တော်ဒီမှာရှင်းပြပေးထားတယ်เนาะပြီးတော့ကျွန်တော်နောက်တစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်နောက်ဝက်ပိုင်းရဲ့အလုပ်လုပ်ပုံကိုเนาะပြောပေးမယ်เนาะအခုကတော့ဒီအပိုင်းကတော့เนาะကျွန်တော်ဒီမှာเนาะဒါအပိုင်း1အနေနဲ့ပေါ့เนาะအပိုင်း1ပေါ့နောက်ဝက်အပိုင်း1ပေါ့เนาะအပိုင်း1ကိုဒီမှာကျွန်တော်ခဏရက်လိုက်မယ်เนาะပြီးတော့မှအပိုင်း2ဆက်လာမယ်เนาะ